no ဘတ်စကားပေါ်မှာတနှစ်သားအရွယ်နှုတ်မပြတ်သေးတဲ့ကလေးလေးနဲ့သူ့အမေပါလာပါတယ်ကလေးကိုနှုတ်တိုက်ချိန်ရောက်တော့အမေကနှုတ်တိုက်ဖို့လောက်ရာမှာကလေးကကြည်ကြပြီးမဆိုးပဲနေတဲ့အတွက်အမေကစိတ်တူပြီးကလေးကိုချိန်ချောက်လိုက်ပါတယ်မဆိုးဘူးလားဆိုးမလားနေမဆိုးရင်ကလာကြီးကိုတိုက်လိုက်မှာနော်ကလေးကတော့နှုတ်ကိုမဆိုးပါဘူး အမေကလည်းကလေးမစားသေးလို့နေမှာပါလေလို့တွေးပြီးနေလိုက်ပါတယ်။နှုတ်တိုက်ချိန်နည်းနည်းကျော်လာတော့နောက်တစ်ခါကလေးကိုနှုတ်တိုက်ဖို့ပြင်ပြန်ပါတယ်။ကလေးကလည်းမဆိုပဲကြည်ကြနေပြန်တာပါပဲ။အမေကလည်းချင်းချောက်ရပြန်တာပေါ့။မဆိုဘူးလားဆိုမလား။နေမဆိုရင်ကလားကြီးကိုတိုက်လိုက်မှာနော်။ကလေးကလည်းမဆိုချင်လို့ငိုနေတော့အမေဟာလက်လျှော့လိုက်ရပြန်ပါတယ်။ဒီအချိန်မှာ ရှေ့ကုံမှာထိုင်နေတဲ့ကလားကြီးဟာနောက်ကိုလှည့်ပြီးပြောလိုက်ပါတယ်အမကြီးနော် အမကြီးကလေးကိုပြပြတာတာမေးပါနော်ကလားနော်စောင့်နေရတာစင်ရမဲမှတ်တိုင်ကိုသုံးမှတ်တိုင်တောင်းလွန်လာပြီနော်